ဝိစာလန်းစဉ်နှင့်ဝိစာအမျိုးမျိုးဝိစာလန်းတင်းကျူကိုပိုင်းတိုင်းတိုင်းပြေးတင်ပါဠိအနက်နှုတ်သက်ပြီးပြင်တယုတ်တဘောဟောပြောတွင်တွင်ဝိစာလန်းညံဆွမ်းဆုံးအောင်ထွင်ဝိစာငယ်ဝိစာချုံမျိုးတကူကြည့်ခြင်းနှုတ်ရင်ပန်ချများပြားတွေ့တွေ့စားတော့ဟီဟာပျော်ပါလူငယ်မန်တက်တွင် စာညင်းဝိစာငယ်ဝိစာကြည့်အထင်ကြီးကတီလဖြူစင် လူသူတိတ်စိတ် တော့ရိတ်မြိုင်ဝင် ရုံဏသဘောတွေးတော့ဆင်ခြင်းဖော်မမိအကြည်ဝိဇာရှင်ဝိဇာကျန်းနင်ငါမန်ညှို့နှုတ်ဆိုးချုပ်ချင်ဘူမထာတန်းလာစမ်းချူးမယ်မိုးတန်ဟိန်တို့၆ချင်းစာကျွေးဝိဇာကျန်းစာလန်းမျက်စီလင်ဝိဇာကျွာပါဠိပြောက်ကြားဝဝနှက်မြင်ဆယ်ကျူးတချို့ဟုံနိုးရောင်ထင်းသဘောတရုပ်ရှုပ်ကျွေးရှုပ်ချီခင် ဝိစာကြွားစကားကြီးကျယ်စင်ခေါင်းငိတ်ဝိစာပညာမဖက်တက်တက်တတာ သူတပားပြောအံ့ဩဝမ်းသာလေးတတဝါညာကြွားဆရာစာတန်တိတ်ခေါင်းငိတ်မဝိစာဝိစာငီးကြီးညိုဝမ်းမြောက်နှိုင်းထောက်မလွင်တရားစာပွဲ ရှင်သွင်းနောက်ဆွေပါဇက်ကူဟာနှုတ်အတဖွဲဝိဇာငီးမှိုင်တွေးလူမလဲဝိဇာပြရှက်ငါရဲ့တစည်း မီဝေချိတ်မှာနေဝင်စပါလှန်ညာပတ်မှာ ပွဲခါနီးမှရည်ကြီးတုတ်ပြန်စာတုကက်ပြာရှက်မောင်ဝိဇာဝိဇာတမညတာရနာကြီးခူမီရဲ့နီဆရာမိဘနီးပြအတင်စီဝိဇဇူကပေါ်များပါပြီရေမဆုံရွာလုံးဝိဇာတွေမက်ဖို့ဝိဇာဝိဇာဆိုကတော်ကြတီတာနှုရမှဆင့်ရင့်ဖို့ပြင်ပါမက်ဖို့ကြမှာစိတ်ချရမှာလောကီဝိတ် အစိတ်ပြာရောရာထိုနှစ်တပေါင်းလအကြောင်းသူចောင်းသားများစာပြိုင်ပွဲ၌58ယောက်အောင်မြင်လည်သည်ထူးခြားသည်မှာစာရအများစာရအမြန်လက်ရည်လကနန်းတွက်ပြိုင်ပွဲတွင်ចောင်းသူမက်လာခင်ဘူဆွဲသည်ဒုတိယမင်းကြီးတင်တတိယမင်းကြီးရင်တို့ဖြစ်သည်သူအထူးအောင်၃ရောက်တို့အားစံကင်းစရာတော်ဟူသောစာတန်းပါရှိသည့်ရွှေတစိတ်မိုးကျိုးတစိတ်ကနုကမာတစိတ်ညာအတီတီချင်းမြင်သည် ထိုတစိတ်များကို ဆန်ကင်းရွာကအကုသိုလ်ပါဝင်ချင်းမြင့်ခြင်းဖြစ်သည်ဂျေဇုရှင်ဆန်ကင်းဆရာတော်ဒုတိယရွှေအင်ပင်ဆရာတော်ကိုကြီးရွာရွှေဘုံသားဆရာတော်ဇင်ဘီတော်ကျောင်းဆရာတော်ဒီဟူသောကယနာမိတ်တအကိုရရှိကြသောလင်းရင်ငါးရွာသူငါးရွာသားတို့သည်တကူလာတွင်ဝိနည်းပြိုင်ပွဲဝါဇူလာပြည်နေတွင်ဓမ္မဆက်ကြစာပြိုင်ပွဲတဘိုးရဲလာတွင်အပိဓမ္မာစာပြိုင်ပွဲတပေါင်းလာတွင်ပရိတ်မင်္ဂလာစာတော်အခြေခံစာပြိုင်ပွဲတို့ကိုပြုလုပ်ဆင်နွှဲက လော့ကီမက်ကမြမစတီယာကိုမပြတ်ဖြစ်ကျင်နေကြပြီသည်တန်နာကြီးအတွက်လှုပ်ရှားမှုများဒီကြောင်းဝါဆိုကြောင်းမှာကြောင်းဖုန်ကြီးအဖြစ်နဲ့စာချနေရင်ဆန်ကင်းလေ တလတချင်လောက်တတိပိစာဆုံးမစာများရည်ရည်ပေးရပုံညကာရီအတင်းကလည်းစာခဏခဏရောက်ရွာမှာဓကမကြီးကရှိနေပြန်တော့ကိစ္စအသေးအငယ်ကအစလာပြင်းလိုက်ရတာပဲ တကမာကြီးရောဆွေမျိုးတကာတကမာတွေဘသူဖြစ်ဖြစ်ကုသိုလ်ရစေခြင်းနဲ့အပြစ်မဖြစ်စေခြင်းဘူးလူတွေတကာတကမာတွေကိုကစပြီးတနာစရာကြီးပါပဲဟုဝါဆိုကြောင့်ဘုန်းကြီးဘဝ၌နေထိုင်ခဲ့ပုံကိုယခုတိုင်စကားဆက်မိတိုင်းမိန့်တော်မူပါသည်ခီးသွားတယ်ဆိုပေမဲ့တို့အရှိတိုက်ကတိုက်အုပ်ကြီးဆိုတာဖြက်ဖြက်လက်လက်တန်တန်မာမာထွားထွားကြမ်းကြမ်းကြီးတရားဟောလဲကောင်းတယ်စာချလဲကောင်းတယ်ခီးကလည်းတိတ်များတာပဲနှုတ်ပေမဲ့ဘယ်ခီးကပြန်လာလာမိတဲ့စာဝါချက်ချင်း နေရာရောက်ချတာပဲ၃နာရီနီးမှရောက်လာလို့ပြင်ပန်းပြင်မဲ့စာချတယ်ဒါကူတို့အမေတရိယာကြီးညိုပြီးစာဝါမပြတ်အောင်လဲအမေခယူဆိုင်ခဲ့တယ်ဟုငငယ်တက်တော်90ကျော်60ရွယ်စီကနေထိုင်ခဲ့ပုံများကိုကိုတော်တိုင်နှုတ်မွမင်ကြားတော်မူပါသည်ဒါရီအလုံးသူများအကျိုးတည်ဖို့ဆောင်ရွက်မှုတွေပေါ့ရွာလေးတို့ခဏခဏအသွာလို့လူတွေပြောတတ်ဆိုတတ်ရှောက်တတ်တယ်လက်ဖက်ရည်လာကတ်လို့လက်ဖက်ရည်တော့ပကံကူဆက်ပြချမ်းနဲ့ မိဘူကပြားနဲ့ပြန်တိုက်ခိုင်းစီကြောခိုင်းရတာလေခဏခဏပြီးတခါတော့လူတွေကများတန်ဃာတွေကလည်းမနှဲလာဘူးဒုကမော်ကွန်းလို့ခေါ်ပြီးတခါမော်ကွန်းလက်ဖက်ကြီးတောက်ပကံမရှိရင်လေဆလောင်ပုံးတာယူခဲ့ကွာလို့ပြောမှဒီကနောက်အကုန်တတိယပြီးပြိဘောကအသွုံးအဆောင်ဘက်ကတက်ရှိကိစ္စနားလည်လာကြတာဒုကလည်းပြောပြီးပြောဆိုတဲ့သဘောနဲ့ဘယ်တော့မှမထားဘူး သူတို့ဘာအကျိုးမျှော်ကိုးပြီးရွက်ဆောင်တာပဲသူတို့ဘာအကျိုးဆိုတော့လေကို့အတွက်ကိုကျိုးပါပဲစိတ်ကောင်းနဲ့ပြောသမျှကို့မှာပါရမီမျိုးစီကြီးပွားဖို့ပဲကို့အဖို့ပါပဲကို့အရေးတာအရေးကြီးဆုံးပဲကိုကိုတိုင်ကအတာဝန်မကျေရင်ကို့မှာအပြစ်တွေအဘက်တွေဖြစ်နေရင်အတ္တနုဝါပြီး အတ္တနုဝါဒပြီးကိုကိုကိုဆွဆွဲပြစ်တင်တယ်ပြီးစောက်ရောက်လာမှာဆိုရတယ်တတိထားရတယ်ဟုလည်းမိမိပြည့်ရွယ်စဉ်ကအာနာကြီးအတွက်ဆောင်ရွက်လှုပ်ရှားမှုများကိုတတိတရပြန်လည်မင်ကြားသည်ကိုဇေယမရီဝါစုချီရတော်ဦးအကီယာကမှတ်တမ်းတင်ထားပါသည် သုံးပွင့်ဆိုင်ပမာဝိတ္တတာယောအနောက်တိုက်အုပ်ဆရာတော်စီရှင်ဆရာတော်တို့နှင့်တွဲဖက်၍ဘူဌာနဤတာဝန်ကိုမလွတ်ဟင်းရအောင်ဆရာတော်ဆောင်ရွက်ပုံတို့ကိုဇေယမတီဆရာတော်ဤမှတ်တမ်းမှာပင်ဖော်ပြပါအတိုင်းတွေ့ရပါသည် ဝိတုဒ္ဓါယုံဝါဆိုဆောင်ကြောင်းဖုန်ကြီးယာတုမဆက်၍ဝိတုဒ္ဓါယုံတိုက်ကျက်စရာတော့တိုက်ကျက်စရာတော့မှတွဲဘက်သာနာပိုင်စရာတော့အဖြစ်တတန်နှစ်ပြီစီရအတူကောက်မှာ1285ခုနှစ်မှစ၍ဝိတုဒ္ဓါယုံတိုက်အုပ်ဂန္ဒီစရာတော့ကြီးပြန်တော်တော်မူသော1200 1312ခုနှစ်အထိဒုတိယကမ္ဘာစစ်အဝင်အပါတိုက်အုပ်ဂန္ဒီစရာတော်နှင့်အတူစီရှင်စရာတော်တို့နှင့်တိုင်ပင်ညီညွတ်၍ နှစ်30နီးပါးပေါ်လာသမျှဂိုင်းတာဝန်ကိစ္စအရရက်နှင့်တိုက်တာလုပ်ငန်းအစအဆုံးပင်ကိုပြည့်ရင်ပြီးတံပစင်တရားလက်ကင်ထား၍ဆောင်ရွက်တော်မူပါသည်။ငါးနှစ်ငါးဝါများကြီးသောတိုက်အုပ်ဆရာတော်ကိုယုံကြည်ခြင်းဂါရဝတရားနှိမ့်ချခြင်းဤဝါဒတရားတို့ဖြင့်ဆောင်ရွက်ပြီးတော်မူသည်ထို့ကြောင့်ဤနေရာဝယ်မဖော်ပြလင်မဖြစ်သောစီရှင်ဆရာတော်ပြောလို့ရှိသောစကားကိုအမှန်တိုင်းတင်ပြပါဦးမည်။ဒီဆရာတော်နှစ်ပါးကိုအကိုကြီးနှစ်ပါးလိုပဲစိတ်ထဲကထားတာကွ။ တိုင်းအိုဆရာတော်ကြီးကိုအကိုအကြီးဆုံးအဖြစ်ဆန်ကင်းဆရာတော်ကိုအကိုလက်အဖြစ်သဘောထားပြီးနို့နှင့်ရေရောထားတော့မချားတယ်လို့အတူနေခဲ့ကြတာဆန်ကင်းဆရာတော်ရဲ့ထူချပုံကတိုက်အိုဆရာတော်ကြီးအနီးရောက်ရင်ညီအကိုသဘောမျှမကားပဲအမြင့်ခတ်သိမ့်ပါပဲကိုရင်ကလေးကဥပစင်မထီကြီးနာစီကတ်နေတယ်လို့တွေ့ရတာကြီးပဲဟူတည်တည်1289ခုနှစ်ဒုတိယဝိသုဒ္ဓယုံဆရာတော်နှင့်တတိယရွှေကျင်သာနာပိုင်းဆရာတော် ဖြစ်တော်မူသောဒီဘဲရင်ဆရာတော်ဇီဝင်ချုပ်တင်းတော်မူပြီးချိန်တွင်တတိုက်အုပ်ဆရာတော်ကြီး63နှစ်နှင့်စံကင်းဆရာတော်58နှစ်သုံးစီရှင်ဆရာတော်40နှစ်တို့မာဝိတုတာယုံတိုက်တွင်း၌ကျောချင်းကရင်ချင်းအလျက်ဥမကွဲတက်ပြပြနေတော်မူကြသည်အဗျာယာမဆရာတော်စိန်ပန်းအဗျာယာမတိုင်း၌တည်င်းသုံးလီသည်တိုက်ထဲ၌လည်းတန်တော်စင့်ရွှေကူပြတ်သက်အစသောဆရာတော်ចောင်းဖုန်ကြီးများစီကားလျက်ပင်ရှိနေကြ၍ ဖော်ပြအပြီးဆရာတော်သုံးပါသည်ဂိုင်းလုံးဝင်ဆောင်နေနာယကမာနာယကတို့၏အမိတ်ဆန္ဒကိုငါတို့အမြင်လိုက်နာကျင့်သုံးမည်ဟုသောကောင်းမြတ်တော်မန္တိကာလတရားများကိုတွေ့ဆုံကတိုင်မြင်နေမနေရပဲသုံးပါလုံးက တွင်ကြီးစွာထားပြီးဖြစ်တော်မူကြပါသည်တာနာဝင်သမိုင်းစာအုပ်တို့၌ပါရှိပြီးဖြစ်သည့်အတိုင်းဓမ္မဒေနာပြီးတာနာပိုင်ဆရာတော်အဖြစ်ဆက်ခါဆက်ခါတင်မြောက်ကြပါသည် တစ်အလုံးဆရာတော်နှင့်ရှင်မကာချမ်းသာကြီးဆရာတော်အသုံးလာတော်ဆရာတော်တို့ကိုတင်မြောက်ခတ်အပ်ပါတော်လေဇယဒုဗလတဘာဝဓမ္မကိုမလွန်ဆန်နိုင်ရာကအလုံးဆရာတော်တဘာတဲ့တာတိုက်တွင်းလာရောက်၍ခိတတည်င်းသုံးတော်မူခဲ့ပါသည်ဘ ഹു ဌာနမာဝိတုဒ္ဒါယုံတိုက်၌အလုံးဆရာတော်တည်င်းသုံးနေထိုင်ရင်းသုံးပွင့်ဆန်ဆရာတော်တို့သာအလုံးကိစ္စအတဝင်အရရက်ကိုဆောင်ရွက်စီမံရန်တာဝန်ပြပြီးရှင်မကာချမ်းသာကြီးဆရာတော်လှတော်ဆရာတော်တို့ကတည်င်းသုံးမှုဖြင့်တာဝန်ကြီးလေးသဖြင့် မိမိတို့ဌာနအရက်ကြောင်းတိုင်းမှနေ၍အာလုံးစေခိုင်းလွှဲအပ်တော်မူပါသည်လာတော်ဆရာတော်လွန်တော်မူသည့်နောက်ဓမ္မတင်နာပတိကြိုက်လက်ပြစီမာယုံဆရာတော်ဝါတွင်း၌ဝါကတ်တော်မူတော်လဲစာချတရားဟောဩဝါဒပြေယုံသာပြေ၍တိုက်တာကိစ္စဂင်္ဂနာစသည့်အရရကိစ္စအတွေ့တိုက်တွင်းရှိသုံးပွင့်ဆိုင်ဆရာတော်များကသာအမြဲဆောင်ရွက်စီပါသည်သုံးပွင့်ဆိုင်ဆရာတော်များဤဒါဝင်မလင်းဟင်းဆောင်ရွက်တတ်ပုံဉာဏ်သုံးတတ်ပုံအကြောင်းတစ်ခုကိုဖော်ပြပါမည် အစိုးရကိစ္စနှင့်ပတ်သက်သောရာဇဝတ်မှုတစ်ခုမန္တလေးတွင်ကြုံခဲ့ရပါသည်ညနေဘောလုံးပွဲ၌သင်္ကန်းဝတ်တပါးကဘောလုံးကစားနေသူတယောက်ကိုဓာဖြင့်ထိုးသွားသောအမှုအတွေ့ငြင်းလင်မှတ်မိသည့်ဆိုသောစကားအရာတိုက်ကြီးညာ၌ရာဇဝတ်ဝင်ကြီးဝင်ကလေးရာဇဝတ်ပတ်ဆိုင်ရာပလိညာစွာတယုံယုံဖြင့်လိုက်လံစစ်စစ်ကြည့်ရှု၏တဖက်လီကမှတက်၍တဖက်လီကမှဆင်းလျက်ပုဂ္ဂိုလ်ကိုကြာတာရာ၏နေချက်အရင်ရှင်ခိ အင်္ဂလိပ်အစိုးရလက်ထက်ဖြစ်တော်လဲယဉ်ကျေးမှုအမှုအရာကရှိ၏24နာရီလောက်ကြိုတင်၍တန်ခါစင်းနှင့်ကြည့်ရှုစစ်ဆေးလိုပါသည်ဟုရှောက်ထား၏။ဂွာတွဲအခါဖြစ်၍ခရီးသွားမရှိကြ။ဆရာတော်သုံးပါအချင်းချင်းစုံကြ၏။စီစဉ်ဆရာတော်ကတကားတို့ရဲ့တကူတကစာအံပြက်စာတက်ပြက်လုံနေဥမာလာကွဲ့ညတိုင်းဖျားဝစ်တက်လာနေကြတာပဲတကားတို့လာကြည့်မင်းညစာရင်ဖတ်ပြလိမ့်မယ်ဆိုင်ရာဆိုင်ရာ ကျောင်းအုပ်ဘုံကြီးနဲ့အာမခံဆရာများစုံလင်စေရမယ်။တန်ငါကုံလိုက်ရမယ်။ကျောင်းဆောင်အတွက်ကျောင်းသားများထားခဲ့မယ်။တကားတို့လာနိုင်မယ့်ညဆင့်ထားလိုက်မယ်။ဓာမီများလည်းပို့ထွန်းထားမယ်။မကောင်းဘူးလားကွယ်ဟု။သို့သောအခါပလိအရာရှိများသဘောတူကျင့်တတ်သွားကြသည်။ယင်းသည်ညချင်းထားကြ၏။ညရောက်၍တိုက်ကြီးပေါ်တက်ခါနီးဖျားဝိတ္တံကြားကြရသည့်အခါကြီးညိုသွားပြီးမစစ်စစ်တော့ပဲ ခဏနေဝှစ်ချပြန်သွားကြတော့ဤစီရှင်ဆရာတော်သည်အပြောအဆိုလွန်စွာညံ့ညွန်းချိုးတာသောဆရာတော်ဖြစ်ကြောင်းတွေးမိလိုက်ကြသူတိုင်းအံ့ဩဝမ်းသာချစ်ကြူးပြောဆိုကြ၏ထိုစီရှင်ဆရာတော်နှုတ်ချုံပုံကိုဆရာတော်ထံမှနာခံမှတ်သား၍ရွှေဘုံဝင်ဥပါကူလာကဖော်ပြပါအတိုင်းမှတ်တမ်းပြုထားသည်ကိုတွေ့ရှိရပါသည် တရက်မာဝိတုဒ္ဒါယုံတိုက်စီရှင်ကျောင်းမှာဧည့်သည်တွေလာပြီးမြက်ပေါအနောက်ဖက်ယခုဒီပါဣပိရိကတိုင်နေရာဇေယ၌ တဲခုနေကြ၏၎င်းဧည့်သည်တဲကလူတယောက်မှနှက်ဝင်သည်နှက်ထင်းဖြစ်၏ထို့အခါထိုနှက်ထင်းအားဥမင်းကျော်ဝင်ပူး၍ဟုံဟုံတိုင်းတိုင်းဖြစ်ခါကြံကြံတန်တန်ငါကူအရက်ဆက်ရမင်းငါကူပါမှတ်တဲ့ငါဥမင်းကျော်စသည်ဖြင့်ပြောဆိုကြံရန်နေသည်ဘသူမှပြောမရသည့်အစုံတကမတယောက်စီရှင်စီရတော်ထံသွားရောက်၍ရှောက်ထား၏ဆရာတော်လိုက်လာကဇရက်ပေါ်မှာရက်ပြီးအိုးဥမင်းကျော်ဆိုတာလူဘဝတုန်းကအထက်တန်းစားပဲ လူတို့ကလူကြီးလူကောင်းဖြစ်လို့တော့နတ်ဖြစ်တော့လေနတ်လီမှာနတ်ကောင်းနတ်မြတ်ဖြစ်ရမှာပေါ့ဘသူကမလီမခံလုံနေကြတာလေအဲဒီလိုသူတော်ကောင်းကိုမလီမခံမလုတ်ကောင်းမှုဟုပြောတော့အခါငြိမ်းချသွားပြီးထိုင်ရှင်းကိုနေသည် စီရှင်ဆရာတော်ကဲ့သို့ပင်ဂျေဇုရှင်ဆရာတော်ဘုရားကြီးသည်လေချိုးတာညံ့ညောစွာပြောလေရှိနုညံ့စွာဆုံးမလေရှိမေတ္တာတတ်အရှင်ကြောင့်ညံ့တော်မှာအလွန်ကြည်လင်လာ၏ဆရာတော်ညံ့ညောချိုးတာပုံနှင့်ဆက်၍စီရှင်ဆရာတော်ကအောက်ပါအတိုင်း ောက်ချက်ချအမေ့ရှိဖူးပါသည်တို့ဖြင့်ကိုယ်ဆန်ကင်းစရာတော့နာရောက်ရင်စာဝါကြောင့်အလုပ်ကိစ္စကြောင့်သာပြန်ပြန်လာခဲ့ရတယ်အချိန်စီမံမသိစိတ်သွားတာကြီးပဲအပြစ်ကင်းပြီးတန့်ရှင်းဆိုတာတဲ့စကားများပြောတတ်တာကို1300ပြည့်နှစ်ဂျပန်ပြည်ငကနက်အသင်းအရာရောက်တဲ့ကဲ့သို့မြန်မာပြည်ငကနီတို့ခေစာဤလူမဲတွေကတထည့်ဖြစ်ရမည် တို့ငကနီဆိုသောတချင်းတန်လွှမ်းနေဤရင်1300ပြည့်နှစ်ဝါကောင်လာ ကလားမြန်မာအထီးကယုံဖြစ်သည်တနိုင်ကံလုံးပြန့်နှံ့သွားသည်မန္တလေးရဟန်းတော်များကကလားတရုတ်ဆိုင်ဈေးမဝယ်ရဟုခေါ်ပြောကြသည်ဖြင့်ဆိုင်ရာကဖုန်ကြီးများဈေးကြုံမလာရဟုတားသည်မြန်မာဈေးသူဈေးသားတို့ကမခန့်ဆိုင်ရာကိုဆန္ဒပြသည့်အနေဖြင့်ဇွန်မုန်လပြည့်ကျော်9ရက်1300 1938နိုဝင်ဘာလ17ရက်ကစား၍ဈေးကြိုကိုတပိတ်မောက်ကအင်ဒိုယာ၌အတဲထုဆိုင်ထွက်ကြသည် နှင့်အချင်းယဟန်ပြုံတို့ကထိုစည်းကိုစောင့်ရှောက်ကြသည် ထိုကိစ္စပြည်နေရန်ဆိုင်ယာကဇီးဝင်တော့ဥလိုင်ကိုလွှတ်၍တောင်းပန်စေသည်ထို့ကြောင့်နော်ဒေါ်လာကြီးကျော်12ရက်နေ့12နာရီအချင်းဇီးဂျိုတို့ပြန်ရွှေ့ကြသည်ယဟန်ဂျိုများကလိုက်ပါစောင့်ရှောက်ကြသည်တဘိုးရဲလာပြီးကျော်9ရက်နေ့ယဟန်9ပါးနှင့်လူ၁၀ယောက်လှည့်လည်ဆန္ဒပြရင်းကြဆုံသည်ထိုနှစ်စံကင်း၌ဆရာတော်ဝါဆိုတော်မူသည့် ကျောင်းသစ်ဆောက်လုပ်နေပါကြောင်းတနာသဖြင့်ကြွားရောက်တည်င်းသုံးပါမိအကြောင်းရှောက်ထားတောင်းမှကြားတော်ကြောင့်ဖြစ်သည်ဆရာတော်သည်စံကင်းကြောက်တန်ရွာတပည့်တို့အကုသူမဖြစ်စီပဲကုသူတရားတို့ဘွားကြီးကိုတတိပိဆောင်ရွက်တော်မူရင်မန္တလေးမှာဝိတုဒ္ဒယုံတိုက်ဝါဆိုကျောင်းရှိတပည့်တို့ကိုလည်းစာဖြင့်မပြတ်ဆုံးမတော်မူသည်ထို့ပြင်တော်တလင်းလာဇန်6ရက်နေ့စွဲဖြင့်အမေသားရှောင်းကျင်ကြီးကျွေးနွားများအပေါ်ဂယုနာတက်ရောက်လာစေရန်တန်ပေါက်ကဗျာရေးသားဖြန့်ဝေတော်မူသည်တစ် ကျွဲနွားခမရဝွတ်ကျွေးပါကျင်နာဆင်းရဲပြင်း နှင့်မြေပြင်အလုံးထွန်းလဲယုံမဆုံးလေရာကင်းသို့လူတို့အကြိုက်လူတိုင်းလိုက်မောဟိုက်လွန်အမင်းလေခန့်ရစီရာလောက်ရရှာခါခါရိုက်နှက်ခြင်းငါဦးမင်းရင်းရင်မလုံနိုင်ဆက်တိုင်ချို့လူတွင်း6သူ့လုံစပါသူ့အတာပေါင်းစားလူခတ်ပင်ခွန်တနာညာတာလုတ်ကင်းကွာ မိစ္ဆာပုံမယွင်း ရှင့်ဘယုနာတော်မေတ္တာတော်ဆိုပြောလူလူချင်းကို အပြောတစ်မျိုးလုံးတစ်မျိုးကျင်းဆိုးထင်အလင်းတစ်ဆက်မိယာကျွဲနွားမွေးမြူထားတနာစိတ်ဖြောင့်စင်ဆရာတော်သည်တပည့်ရင်းဖြစ်သောဆံကင်းဝါဇာတိဥဥဒဟအရှင်မြတ်အားကျောင်းတိုက်အုပ်ချုပ်ရန်အပြည့်အစုံလွှဲအပ်၍1300တခုနှစ်ဆန်းလျှင်စံချင်းမန္တလေးသို့ပြန်ကြွတော်မူသည်